ငွေကြွက်တက်တက်ရှင်သန်နေရတဲ့ဘဝလောက်လူဖြစ်ရှုံးတာမရှိဘူး Dark Poets Society ဆိုတဲ့ရုပ်ရှင်ကားတွေကထင်ရှားတဲ့ dialogue တစ်ခုရှိတယ် Medicine, Law, Business, Engineering These are noble pursuits and necessary to sustain life, but poetry, beauty, romance, love, these are what we stay alive for. ဆေးပညာဥပဒေစီးပွားရေးအင်ဂျင်နီယာအတက်စတာတွေက လူတွေကို အသက်ရှည်စေတယ်။ကဗျာအလတရားချစ်ချင်းမြတ်တာတွေကတော့လူတွေရှင်သန်နေရတဲ့အကြောင်းရင်းဖြစ်တယ်တဲ့။တိတ်လာတဲ့စကားလေးထင်ကနေလင်းကနေဖြစ်သွားစေတဲ့နှိုင်းရှင်မှုဘ ഹു တုတသိပ္ပံပညာဒါတွေကလူသားမျိုးနွယ်အတွက်အင်မတန်အရေးကြီးတယ်။ လူတွေရဲ့ဘဝပူပူပြီးအဆင်ပြေလာတာလွယ်ကူလာတာတွေဟာဒီပညာရက်တွေတိုးတက်မှုနဲ့အများကြီးသက်ဆိုင်နေဒါပေမဲ့နှလုံးသားပါမလာတဲ့ပညာတက်တက်ကိုကျင့်တရားတွေနဲ့ထိန်းကိုမထားတဲ့တိုးတက်မှုတက်တက်ဟာတစ်ခါတည်းမှာလူမှုအတိုင်းဝိုင်းအတွက်ပိုဆိုးစေတဲ့အရာတွေကိုတည်ဆောင်လာတတ်တယ်။ဥပမာအနေနဲ့ကဘာမာရောမြန်မာမှာပါရှိတယ်။အင်မတန်တိုးတက်တဲ့ဆက်လက်နက်ပစ္စည်းတွေဟာ အင်မတန်ယုံညံ့တဲ့သူတွေရဲ့လက်ထဲရောက်နေတဲ့အခါဘာဖြစ်ကုန်သလဲကိုတကူစားအနေနဲ့စဉ်းစားကြည့်မယ်ဆိုလဲကျွန်တော်တို့ပညာတွေသင်ကြတယ်၊လေ့ကျင့်ကြတယ်၊ဒါမှလူလောကထဲမှာအသက်မွေးနိုင်မယ်၊မွေးရှာနိုင်မယ်။သုတစာအုပ်တွေဖတ်တယ်၊ဘဝနေနည်း၊စီးပွားရေးလုပ်နည်း၊မွေးရှာနည်းစသဖြင့်နှီးပေါင်းစုံကိုလေ့လာကြတယ်။ပြန်အသုံးချလာနိုင်တဲ့အခါတိုးတက်လာတယ်၊ကြီးပွားလာတယ်။ ါနဲ့တည်းလုံလောက်ပြီလားဆိုတော့မလုံလောက်သေးဘူးနှလုံးသားတွေလှဖို့လည်းလိုသေးတယ်ကိုချင်းစာတက်အောင်ချစ်ချင်းမြတ်တာထတတ်အောင်ဘဝမှာကြုံတွေ့နေရတဲ့လောကဓာတ်တွေကိုတိတိငယ်ငယ်ရင်ဆိုင်နိုင်အောင်ပေါ့ဒါရီကြာတုဒ္ဒစာပေနဲ့မလုံလောက်တော့ဘူးယတစာပေကိုလည်းဖတ်ရှုရတယ်ဒီကနေတဆင့်မသိမသာကိုရဲ့ကိုကျင့်တရားစံတန်ဘူးဂုံတိတ်ခါစတာတွေကိုပုံသွင်းသွားတာဖြစ်ပါတယ်ဆက်ဆက်ပြီးထပ်စဉ်းစားကြည့်ရဲ့ လူတယောက်အသက်ရှင်ဖို့ဆိုပါလို့တယ်။စားဝတ်နေရလို့တယ်။စေဝါလို့တယ်။အချုပ်ပြောရရင်ပတ်စံပေါ့။ Okay ။ဒါဆိုချမ်းသာရင်ရပြီလားဆိုတော့ No မရသေးဘူး။ငွေတော့တတ်တတ်နဲ့ရှင်သန်နေရတဲ့ဘဝဟာအင်မတန်လူဖြစ်ရှုံးနေ။ဒီနေရာမှာငွေကြေးအဆင်မပြေလို့တနေ့တနေ့စားဝတ်နေရအတွက်ပဲမနေ့ရုံးကန်နေရသူတွေကိုထားလိုက်အောင်နော်။ဘဝမှာငွေရှိမှတင့်တယ်တာ။ မွေဆိုတာဒုတိယဖျားသခင်ပဲဆိုပြီးမွေမငွေပိုက်ဆံမှပိုက်ဆံဖြစ်နေတဲ့သူတွေကိုအဓိကဆိုလိုတာဗန်နီးနဲ့ရရဘသူတေတေငတေမာရင်ပြီးရောဆိုတဲ့သူတွေကိုပြောချင်တာချစ်ချင်းမြတာဆိုလဲငွေနဲ့ဝယ်လို့ရတယ်လို့ထင်နေကြတယ်တငယ်ချင်းဆိုလဲငါငွေရှိနေတဲ့၍ဒီကောင်တွေကိုအားနိုင်တဲ့၍ငါနာနေကြလိမ့်မယ်လို့မြင်နေတယ်မဟုတ်တာလောက်ပြီးရင်လဲငွေနဲ့ဖုံးပစ်လိုက်မယ် ဲ့ဒီအခါအပေါ်ရန်တော့ပြောနေတယ်ထင်ရပေမဲ့အတွင်းထဲမှာကလှိဟာနေတယ်တခုခုလိုအပ်နေတယ်ဒါကြောင့်မွေးဟာရှင်သန်စေတာမှန်ပေမဲ့ဘာအတွက်ရှင်သန်နေရတယ်ဆိုတဲ့အကြောင်းရင်းကိုတတိပပသိထားမှသာလူဘဝဟာအတိတ်ပဲရှိတာဖြစ်တယ်အခက်အခဲတွေကိုရင်ဆိုင်နိုင်တာဖြစ်တယ်အီကီဂိုင်းဆိုတဲ့ဂျပန်စာလုံးဂျပန်စကားလုံးတော်တော်များများရင်းနှီးပြီးသားဖြစ်ကြမယ်လို့ထင်တယ်အတိတ်ပဲက a reason for being နဲ့ရှင်းတန်ရတဲ့အကြောင်းရင်းလို့ဆိုလိုတယ်။အဲ့ဒါသိထားရှိထားရင်ဘဝကိုပိုကျေနပ်တယ်။ပိုပျော်ရွှင်တယ်။ပိုပြီးလက်တက်ကြွတယ်။စိတ်ပိုင်းဆိုင်ရာစမ်းမရေးအတွက်လည်းအထောက်အကူဖြစ်တယ်။အသက်လည်းပိုရှည်စေတယ်လို့ပြောကြတယ်။ကျွန်တော်အတွက်ဆိုအခီကိုင်းကစာရေးခြင်းပဲ။ကိုကောင်းတဲ့ကအတွေ့တွေရင်ထဲကခံစားချက်တွေကိုစကလုံးတွေအဖြစ်နဲ့ချရေးရတာဟာဘဝရဲ့အတိတ်ပဲပဲ။ကံကောင်းခြင်းတော့ ဒီလုံနဲ့ပဲအသက်မွေးလို့ရတယ်။ပြည့်စုံအောင်နေနိုင်တဲ့အခြေအနေဖြစ်တယ်။မွေးရဖို့အတွက်အခြားအလုပ်တစ်ခုခုလုပ်နေရတာမျိုးမဟုတ်ဘူး။တစ်ချက်ကုန်နှစ်ချက်ပြတ်ဖြစ်သွားတယ်။တချို့အတွက်ကြောင့်အဲ့ဒီလိုမဟုတ်ဘူး။ယူသတဲ့အလုပ်ကတစ်ခုပတ်စံဒီလောက်မရတော့ဝင်ငွေအတွက်နောက်လို့တစ်ခုကိုလုပ်နေရတယ်။ဘလို့ပဲဖြစ်ဖြစ်ကိုဘဝမှာသမင်းမေဟင်းမေလုပ်နိုင်တဲ့အရာဒါဖို့လုပ်နေရရင်ငွေရရမရရ နမကြီးကြီးမကြီးကြီးပျော်ရွှင်နေတယ်ဆိုတာမျိုးတခုခုတော့ရှိတဲ့နယ်မသိသေးမရှိသေးရင်လဲရှောက်ဖွေနေဖို့လိုတယ်တခါတလေလဲကိုယ့်ရဲ့အိခိကိုင်းကလူတယောက်အတွက်လူများအတွက်ဖြစ်သွားတာမျိုးရှိတတ်တယ်ဥပမာကိုယ့်ကလေးအတွက်ကိုမိဘအတွက်ဒုက္ခရောက်နေတဲ့ပြည်သူအများအတွက်ငါကြိုးစားမယ်ထောက်ပံ့မယ်ကူညီမယ်ဆိုတာမျိုးပေါ့ပြန်ချောက်ရရင်တော့သိပ္ပံပညာဟာလူအတိုင်းဝိုင်းကိုတိုးတက်စေတယ် ပိုလှပစေတာကတော့အမှုပညာဖြစ်ပါတယ်။သုတ္တစာပေကအုံနောက်ကိုဖွံ့ဖြိုးစေပြီးယတစာပေကနှလုံးသားတွေကိုပိုပြေဝလာစေပါတယ်။မွေကြီးကကိုယ်အသက်ရှင်ဖို့လိုအပ်တာမှန်ပေမဲ့အဲ့ဒီတခုတည်းတသက်နဲ့ဘဝကိုတိဆောက်လို့မရနိုင်ပါဘူး။ငါပါအတွက်ရှင်သန်နေတာလဲဆိုတဲ့အကြောင်းရင်းကိုသိထားဖို့လိုအပ်ပါတယ်။တိတ်ပံခဲ့၊သုတ္တခဲ့မွေးသားလည်းအဓိကဖြစ်နေတဲ့ခင်မှာတစ်ဖက်ဆောင်နဲ့မဖြစ်စေဘဲ မြတတကလေးရှင်သန်ကြစေခြင်းနဲ့ကိုကလေးတွေကိုလည်းအဲ့ဒီအတိုင်းပြိုးထောင်ကြစေခြင်းပါတယ်ဒေါက်တာဖြူတီဟာ29ရက်5လ2025